ဒီလူတွေကမနစ်တနေ့မှာခိုးဝင်လာတယ်ဆိုတမန်เจ้าအရာပြောမယ်ဆိုရင်ရိုဟင်ဂျာတွေပို့ပြီးတော့တိုင်းရင်သားဖြစ်တဲ့မြန်မာနိုင်ငံထဲမှာနယ်နိမိတ်ထဲမှာရိုဟင်ဂျာတွေပို့ပြီးတော့ဗမာနဲ့ဘယ်ဗမာနဲ့မှဘယ်ရခိုင်မှတိုင်းရင်သားမပို့မစစ်ခဲဒီတမိုင်းနေလည်းအများကြီးရှိတယ်ခင်ဗျာဒီရခိုင်ကြောက်စာပညာရှင်ဦးဆန်းရွှေဘူးကြားဘူးလားခဲရခိုင်နေဖုံးထားတဲ့တမိုင်းနေခင်ဗျာသိလား ယခိုင်အကျောက်စာပညာရှင်ဥဆန့်ရွှေဘူးဗာပြောထားတယ်သိလားယခိုင်ဆိုတာတဲ့ကလားနဲ့မွန်ဂိုလိုက်နဲ့နော်ကလားနဲ့တိဘက်ဗမာနဲ့ပေါင်းစပ်ပြီးတော့မွေးဖွားလာတဲ့ကပြားပါဟာတောက်ခင်ရုတ်တိလားဒီတမိုင်းလေကျွန်တော်လူမျိုးမုန်းလို့ပြောတာမဟုတ်ဘူးလူမျိုးဆိုတာအများအားဒါ fluid culture is a fluid နော်ပြောင်းလဲနေတယ်နော်ခင်ဗျာဒီမှာ ခင်ဗျားတို့ရခိုင်တမိုင်းနှင်ကတော့နော်ခင်ဗျားတို့ကလေးတွေနဲ့တမိုင်းကိုလုပ်လို့ရလားနိုင်ငံရေးကိုခင်ဗျားတို့ပုံတွေနဲ့လုပ်လို့ရပုံပြန်နဲ့တိဆောက်လို့ရတိုင်းပြည်ဟင်ဒေါက်တာအေးချမ်းဘာပြောသွားလဲသူပြောတာတင်ရဝရီဝေတာရီဆိုရဲပုံမြင်နေလားမပြောပါနဲ့တဲ့သူကိုယ်နဲ့ finally he openly admitted ကျွန်တော်သူ့ဗီဒီယိုရှိတယ်နော်သူကိုယ်ကဝေခန့်တာတင်ရဝရီဝေတာရီဒါဒဏ္ဍာရီတွေပါတဲ့ရခိုင်က တယောက်နဲ့ပို့ပြီးတော့ဆော့တယ်ဆိုတာဒါဘလို့မှမဖြစ်နိုင်ဘူးလက်ခံရမွန်ဂိုလွိုက်တယ်မွန်ဂိုလွိုက်ဆိုတာပါလေလို့သူ့ကိုယ်သူပြလိုက်သေးတယ်နှာခေါင်းကပြားပြားနော်မျက်ဝေဝေမျက်လုံးကဟိုမျက်မျက်မျက်လုံးပုံစံကသူ့ဒီပိုင်းသူ့ဒီဇိုင်းနဲ့သူ့ပေါ့ဗျာဒါကမွန်ဂိုလွိုက်ခေါ်တာပေါ့နော်ဒါလည်းသူ့ကိုဒါကဒေါက်တာအေးချမ်းကကျွန်တော်လွန်ခဲ့တဲ့ကာလတခုမှာ Facebook မပေါ်ခင်ကကျွန်တော်နဲ့ချိန်မောင်းများစွာဖုန်းစကားပြောတယ်အီးမေးလ်နဲ့ကျွန်တော်ပြောတယ် နော်ဒီလူဘာဖြစ်လို့ဒီလူပြောင်းလဲသွားလဲကျွန်တော်မသိနော်တကယ်တမ်းကျတော့ထောင်ထဲမှာခင်ဗျာကိုကျော်စုအောင်လို့ပါလို့ရိုဟင်ဂျာတွေအတူတူတိုက်ပွဲဝင်ခဲ့တယ်အာနာရှင်စန့်ကျင်ရေးတွေပါဒီသူဒီပိုင်းစာလုတ်ခဲ့တာရှိရိုဟင်ဂျာညီခိုပါလို့သူပြောခဲ့တယ်နော်သူ့ဖေဟာလာဆန်ဟာလာဆန်ခင်ဗျာသူတူဖေတော့ငါတွေ့လိမ့်မယ်ဟုတ်လားခင်ဗျာအဲ့ဒါသူ့ဖေဟိုကျွန်တော်လည်းမဲတယ်ဗဒုံးရောင်နေတော့မဲတယ်နော်ဒီဘလောက်မဲလဲဆိုရင်အလောင်းမင်းပြားဥအောင်စရာလောက်မဲတယ် အဲခရယကြီးမယ်နော်အလောင်းမင်းတရားဦးဇာဟောင်းဆရာဗမာကြီးဆိုတော့ဟာဟိုမင်းလူလူမင်းလူလိုပါလူခရယထင်တယ်အလောင်းမင်းတရားဦးဇာဟောင်းဆရာကိုတွားပြီးတော့တွေ့တယ်အင်္ဂလိပ်တန်ကရေးထားတဲ့ပတ်တန်းထဲမှာကြောက်ပေါက်မှန်နေတဲ့နော်ဗဒုံးရောင်ကဲ့သို့နက်ပြောင်တော့သားရရှိနော်ဆိုတော့ထားပါဗျာဒါခင်ဗျားတို့ကျွန်တော်ဥပမာအနေနဲ့ပြောတာပါကျွန်တော်ဘသူ့ဥပမာထိခိုက်နေတာစီနေတာပေါ့မပြောပါနော်ဆိုတဲ့အခါကျတော့ကျွန်တော် subject ကိုကျွန်တော်ဒီတခါရပါမယ်ဘာလို့ဆိုချို့တွေကလည်းပြောတယ်ကောင်းတယ်ပြောတာလည်းကောင်းပြီမယ်ဘေးကုန်နေတဲ့ဒါလည်းဟုတ်တယ်ဒါပေမဲ့ကျွန်တော်ကလည်းဟိုစပြီးစမ်းကြည့်လိုက်တဲ့ခါကျတော့ဟိုစာတလုံးကိုရိုက်ဖို့ဆိုတာကျွန်တော်ကကျတော့ Unicode တွင်းပြီး Zoji font ပြန်ပြန်ရေးရတာတော်ပင်မနေပါဘူးဒါကျတော့တော်တော်လေးပြီးသွားတော့ပြောတာပါဗျဆိုတော့ okay i going to stop now ဆိုတော့ခါကျတော့ဒီရုံညာနဲ့ပတ်သက်လို့เนาะဒီနိုင်ငံသားတွေပါခိုးဝင်တွေပါတိုင်းသားမဟုတ်ပါဘူးဆိုတော့ လူတွေเนาะဒီခုနကယ်ပီဝင်ကြီးပေါ်တော့တဲ့တာတာရင်ဝင်ကြီးပေါ်ဗျာเนาะဆိုတော့ခုနဥောက်သူ့အောင်ကိုဘာလို့ကျွန်တော်ဟို message ပေးခြင်းပါเนาะခင်ဗျားတို့တိတ်ခါရှိခြင်းလဲဆိုရင်เนาะခင်ဗျားတို့တိတ်ခါရှိခြင်းလဲဆိုရင်နိုင်ငံတကာကအဆင့်မီပညာရှင်တွေ ਨੇ နေပြီးတော့ပေါ်တော့လှုပ်ရဲတဲ့တတ္တိရှိသလားအဲ့တတ္တိရှိတဲ့လူရောမွေးပလား เนาะတကယ်လို့မွေးပါပြီရှိပါပြီဆိုရင်ပေါ်တပတ်လှုပ်လိုက်ကြအောင်ဒီအာယူကိုเนาะခင်ဗျားတို့စစ်အာဏာရှင်စနစ်ကနေပြောလူမျိုးရေးဘာသာရေးမုန်းတိမှုတွေကိုအိုင်းအနာကင်ဆာလို့ဖန်တီးထားပြီးတော့ဒီအာဏာကိုဆက်လက် ချုပ်ကန်ထားဖို့ကြံစည်နေတဲ့ဇက်ွက်ထဲမှာခင်ဗျားတို့ဝင်ပြီးတော့ခင်ဗျားတို့ကိုလူမျိုးကိုတိုက်လူမျိုးချင်းကိုနိုင်ငံသားချင်းခင်ဗျားတို့နှိမ့်ရှာစော်ကားပြီးတော့เนาะဒီဒီရိုဟင်ညာတွေကအမျိုးသားရေးအကြောင်းအကြီးတွေအားလုံးရိုဟင်ညာတွေ အင်္ဂလိပ်ကိုတိုက်ခဲ့တဲ့ B force နော်ဒါဒါဂျပန်ကိုတိုက်ခဲ့တဲ့ B force ဒါသူတို့တွေနော်ဒါလွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့တဲ့လူတွေ1948ခုနှစ်ဗိုလ်ချုပ်အောင်ဆန်းဒီရေးဆွဲခဲ့တဲ့ဖွဲ့စည်းအုပ်ချုပ်မှုအခြေခံဥပဒေဒီရေးဆွဲခဲ့တဲ့တိုင်းပြည်ပြည်ပြည်လွတ်တော်ကြီးမှာရိုဟင်ဂျာနှစ်ယောက်တက်ပြီးတော့အမှတ်ဖြစ်ခဲ့တယ်ဒီရိုဟင်ဂျာတွေကပဲ35ဦးကော်မတီဆိုပြီးတော့ ဖွဲ့စည်းပုံအခြေခံရေးဆွဲရေး1949ဖွဲ့စည်းပုံအခြေခံရေးဆွဲကော်မတီရဲ့မှာအဲ့ဒီလိုညာနေရာကိုလည်းထပ်ထည့်ပေးသေးတယ်ဗိုလ်ချုပ်အောင်ဆန်းเนาะဒါတမိုင်းနေပဲခဲတမိုင်းဟိုလူမျိုးကိုမုံဒီလူမျိုးကိုနှိမ်ချဟိုဘာသာတရားကိုစော်ကားပြီးခမဲတို့ဘယ်လိုလို့ဒီမိုကရေစီနိုင်ငံထူထောင်နိုင်မလဲဘယ်လိုလို့တန်းတီထူထိုးထက်မလဲဘယ်လိုလို့စစ်အာဏာရှင်စနစ်အောက်ကလွတ်အောင်ယုံနိုင်မလဲခမဲတို့တော်တော်မိုက်နေပြီတော်တော်မှားနေပြီခမဲတို့မှားတာတော့ဟို နိုင်ရှင်ကြကြပြောရင်တော့မိုက်လုံးကြီးတဲ့ဒေါအောင်ဆန်းစုကြည်နဲ့နိုင်ရှင်မယ်ဆိုရင်တော့အင်ပတာအသေးမွားပဲဗျဒီဒီဒေါအောင်ဆန်းစုကြည်ဆိုတဲ့မိမတိုင်းပြည်ကိုစစ်အာဏာရှင်စနစ်နဲ့ပေါင်းပြီးတော့ဒီနုံနဲ့ထဲကိုရောက်ဖို့တိုင်းသားတွေကိုရာတက်ပန်စစ်ကြုံလောက်ဖို့စစ်အာဏာရှင်တစ်တက်လုံးဗမာပြည်မှာအမြင့်တွေထုံးကားနေဖို့စစ်မောင်နှမကြံစီနေတဲ့ထုံကြောက်တွေကို ရမွင်ရပါမယ်ပြောနေကုန်ချုပ်